ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ထိုင်းကိုရောက်လာတဲ့မင်းအောင်လှိုင်ရဲ့နောက်ဆုံးချင်းနေတဲ့မင်းအောင်လှိုင်ဖြစ်ပုံစသည်ပြောပြပါပြီတဲ့နေသိမြင်မမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ယွမ်ညီကိုမောင်မောင်များ အခုဒါကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့အခုဒီဘန်ကောက်မြို့မှာအခုလက်ရှိရတော့မရောက်လာရောက်နေပါတယ်เนาะမရောက်လာရောက်နေပါတယ်မရောက်လာရောက်နေတဲ့ဟိုတယ်ကိုလည်းဒါထိုင်းအောင်ရွှေမြောင်းကြီးတော်တော်များများအတိအကျသိကြပါတယ်เนาะအတိအကျသိကြပါတယ်မရောက်လာရအခုဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်မြို့ကိုရောက်နေတယ်ဘန်ကောက်မြို့ကိုရောက်နေတယ်ဘာကမျိုးရောက်နေတယ်ရောက်လာရခြင်းရဲ့အအအဒီအဒီကအဓိကအကြောင်းကတော့ business ဒါအစီအိုသူတက်ရောက်ဖို့အတွက်ဆိုပြီးတော့ရောက်လာတာဖြစ်ပါတယ်။ရောက်လာတဲ့အခြေအနေနဲ့အကြောင်းတရားတွေကိုဒါကျွန်တော်တို့တွေကမိဘညီကိုမောင်နှမတွေကိုဒါဒီနေ့သုံးသပ်ပေးပါမယ်။နော်အဲ့တော့အချမ်းမစစ်ကောင်စီမင်းအောင်လိုင်ကထိုင်းနိုင်ငံမှာရှိနေတဲ့ဒီ Minister State ဒီအစည်းအဝေးပွဲကိုသူလာတာဒီအမှန်တိုင်းပြောရမယ်ဆိုလို့ရှင်တော့ခွေးတို့ပေါက်ကနေလာတဲ့ပုံစံလို့ဒါကျွန်တော်တို့ပြောလို့ရပါတယ်ခွေးတို့ပေါက်ကနေလာတယ်အဲ့တော့ထိုင်းနိုင်ငံကိုလာတဲ့သူတော်ဟိုများများကနော်နိုင်ငံတကာဟိုခေါင်းဆောင်တွေပေါ့နော်နိုင်ငံတကာခေါင်းဆောင်တွေတော်တော်များများ ဒါကျွန်တော်တို့ထိုင်းနိုင်ငံကိုလာပြီးဟေးဆိုလို့ရှိရင်ဘယ်ဘယ်လမ်းကြောင်းဘက်ကိုဒါကျွန်တော်တို့လာကြလဲဆိုလို့ရှိရင်တော့စုဝဏဘုံလေးစိတ်တည်းမလားစုဝဏဘုံလေးစိတ် international အပြည်ပြည်ဆိုင်ရာလေးစိတ်ကနေတော့မလာကြတယ်အကြမ်းစစ်ကောင်စီမရောက်လာရင်ထိုင်းနိုင်ငံအဲဘန်ကောက်ကိုလာတဲ့အခါကျမှအာဒုံမုံလေးစိတ်ဘက်ကနေပြီးတော့မှသူလာတယ်လာတဲ့အခါမှာသူ international အဲအပြည်ပြည်ဆိုင်ရာလေးစိတ်လေရင်ကွင်းလမ်းကြောင်းကိုသူမသွားရဘူး။ဘာဖြစ်လို့မသွားရလဲဆိုတော့အပီပီဆိုင်ကသူ့ကိုလက်မခံဘူးဆိုတော့သူကိုယ်တိုင်သိတယ်။ အပီပီဆိုင်ရာလေရင်ခွေထိုင်းနိုင်ငံဘန်ကောက်ကိုအပီပီဆိုင်ဆိုင်ရာစူပါနော်ဘုံလေရင်ခွေကနေသူဆင်းပြီဆင်းပြီဟဲ့ဆိုလို့ရှိရင်သူစောက်ရက်တော်တော်ကွဲမှာသူစောက်ရက်တော်တော်ကွဲမယ်နောက်ပြမကမ္ဘာနိုင်ငံအသီးသီးတော်တော်များများမဲအောင်လိုက်ဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပေါ်မှာဘယ်လိုမျိုးဆက်ဆံတယ်လဲဘယ်လိုမျိုးဘယ်လိုမျိုးဒါကျွန်တော်တို့အော်လူအခွင့်အရေးတွေချိုးဖောက်မှုတွေရှိတယ်လဲ။နောက်မြန်မာပြည်သူပြည်သားတွေကိုနစ်နာအောင်ဘယ်လိုထမ်းလဲဆိုတာအပြည့်ပြည့်ဆိုင်ရာလေစိတ်လမ်းကြောင်းက လူတွေကတိတယ်လေအဲ့တော့အပီပီဆိုင်လေးစိတ်လမ်းကြောင်းကနေသူလာမယ်ဆိုလို့ရှင်သူစောက်ချက်ပွဲမှာဖြစ်တဲ့အတွက်ကြောင့်သူဘယ်ကနေလာလဲဆိုလို့ရှင်ထိုင်းနိုင်ငံလာတဲ့အခါမှာဟိုခိုးကြောင်ခိုးပွဲလမ်းเนาะခိုးပေါက်လမ်းဟိုကျွန်တော်ဒီကျွန်တော်တွေဦးတော်လာရေးပါတိရတိရတိုင်းပဲပိုက်တကွန်မင်းသားတယောက်เนาะပိုင်တကွန်ဆိုရဲရေရှင်မင်းသားတယောက်က သူဒီအဲ့လိုပဲအစတော့ကဆန္ဒပြတယ်ဆန္ဒပြနောက်ပိုင်းမှာမှတခါတည်းသူဒီဘောမသွားတဲ့ကိစ္စကြောင့်တော်တော်များများသူ့ကို အထိုင်းနိုင်ငံမှာရှိနေတဲ့ဒီလူငယ်တွေရောတော်တော်များများเนาะနောက်တော်လိုင်းလူငယ်တော်တော်များများလည်းပိုက်တကွန်ဆိုတဲ့ရုပ်ရှင်မင်းသားတယောက်ကိုဘိုင်းကောက်လုတ်ခဲ့တယ်လိုက်လုတ်ခဲ့တော့ပိုက်တကွန်ကထိုင်းနိုင်ငံကိုလာတဲ့အခါပါလဲအဲ့ပုံစံအဲ့နီလန်အဲ့လမ်းကြောင်းအတိုင်းအဲ့ပုံစံမရောက်နိုင်ဘူးလာတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြန်ပြီးတော့မှသုံးသပ်ပြရစေเนาะအဲ့တော့ပိုက်တကွန်လက်ထုံနေနေကောင်းမယ်ဒွန်မုံလေးစိတ်ကနေသူပြန်လာတယ်လေပြန်လာတယ်အဲ့လိုမျိုးပုံစံပဲအခုမရောက်နိုင်လဲဒွန်မုံလေးစိတ်ကနေသူလာတယ် ဲ့တော့ပြောချင်တာတကွာအကြပါစစ်ကောင်စီမွေးထားတဲ့တက်ရှုတွေအများကြီးရှိတယ်ဒီနိုင်ငံကြီးလောကမှာเนาะအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒီပုံစံတိုင်းသူလာတာအခုလဲသူလာတယ်သူအခုဒီကြောက်ဖြတ်မြစ်ဘေးနားဟိုတယ်မှာသူတော့တဲတယ်အဲ့အဲ့တဲတဲတဲ့အခါမှာဒီနေ့လူငယ်တယောက်ကနေတော့မှဆန္ဒပြလိုက်တယ်ဆန္ဒပြတယ်ဆိုတော့ဒါအမှန်ပဲ အဲ့တော့ဒူးကြကြတကူကိုကျွန်တော်တို့ရမှာအဲဒေါမုံးလေးစိတ်ကနေပြီးတော့မှမင်းအောင်လိုက်ဆင်းလာတဲ့အခါမှာအလုသမိုင်းရဝင်ကြီးဌာနနေပြီးတော့မှသူ့ကိုကြိုးဆိုတယ်အဲ့ဒီအလုသမိုင်းရဝင်ကြီးဌာနကိုကျွန်တော်တို့ကအပြင်မှာတွေ့ပါတယ်เนาะအပြင်မှာတွေ့ပြီးသွားပြီးဖြစ်ပါတယ်အပြင်မှာတွေ့တဲ့အခါမှာအခုငလင်တာကစားနေရတဲ့ဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့မှအလုသမိုင်းရဝင်ကြီးဌာနအဲ့ဒီလူကြီးကိုယ်တိုင်လာတွေ့တာဖြစ်ပါတယ်အဲ့ဒီမှာထူးခြားချက်ကပါလဲဆိုတော့ရှေ့အလုသမိုင်းရဝင်ကြီးဌာနမရောက်နိုင်ကိုကြိုးဆိုတဲ့မျက်နှာကိုတိတ်တိတ်ကြကြကြည့်ပါ တေးသေးချာချာကိုကြည့်ပါတေးသေးသေးချာကြည့်ပါမျက်လူဟိုဟာမျက်မျက်စိပေါ့နော်မျက်စိရစိတ်တကားပေါ့ပဲမျက်စိရစိတ်တကားပေါ့နောက်အပြုတ်အမူမျက်နှာအနေဒါလူတယောက်ရဲ့အတွင်းစိတ်သဘောသဘာဝပေါ့နော်အတွင်းစိတ်သဘောသဘာဝကိုဒါအဓိကပေါ်လွင်စေတဲ့အကြောင်းတရားပေါ်လွင်တာပဲလေနော်ပေါ်လွင်တာပဲအဲ့တော့အချမ်းပဲစစ်ကောင်းစီမရောက်လိုက်ကိုဂျူဆိုတဲ့အလုတ်တပတ်ရဝကြီးထာတာသူ့လောဝါ ဟိုဘယ်လိုပြောပြမလဲမနစ်မြို့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်အဲသူလဲလူကြီးဟုတ်ဟိုသူလဲလူကြီးဒီဘက်ကလူကြီးလူတွေကလည်းလူကြီးဒါပေမဲ့သူ့ကိုလက်မရောက်လာကိုလက်ခတ်လိုက်တဲ့ပုံစံမရောက်လာကိုချိုးဆိုလိုက်တဲ့ပုံစံရကြီးလိုက်တဲ့အခါပါဟိုဘယ်လိုပြောပြမလဲဟိုတော်တော်ကိုစိတ်ပြတ်တယ်ဗျာတော်တော်ကိုစိတ်ပြတ်ပြီးတော့ပါတော်တော်ဟာမရောက်လာမင်းလူမျိုးလူကောက်ရေးကိုချိုးဆိုရတာအမင်္ဂလာ အမင်္ဂလာပဲပေါ့နော် မင်းလိုမျိုးကောင်ကြိုးစွားတာအမင်္ဂလာပဲမင်းလိုမျိုးအရေးချင်းမရှိတဲ့သူမင်းလိုမျိုးမင်းလိုမျိုးဟလာမြန်မာပြည်သူပြည်သားတွေကိုတတ်ဖြတ်ပြီးတော့မှအာဟိုလူငယ်ပေါင်းမြောက်များစွာရဲ့ဘဝတွေကိုခူလုံလုပ်ပြီးတော့မှမြန်မာထိုင်းနိုင်ငံရောက်ရွှေပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကိုခြာနင်းပြီးတော့မှဟလာမင်းကိုမင်းလူကြီးလို့လို့ပါလို့လို့လာပြီးတော့မှကုတ်တေဘွတ်တေရှွတ်တေဝေ့ပြထားတယ်လို့ယွန်လိုက်တာလို့မပြောယုံတမဲပါပဲလို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ် နော်မပြောတော့မဲ့ပါပဲဒါမျက်လုံးကြည့်တာနဲ့သိတယ်အခြေအနေကိုကြည့်တာနဲ့အတူတူပဲအဲ့ဒါအဲ့တော့ဒါကျွန်တော်တို့ကွက်ကွက်ကွက်စိတ်ပေါ့နော်ပြန်ပြီးတော့ပါသုံးတက်တာသုံးတက်ပေးတာပါပြီးပါကြီးကိုပေါ့တပါဗျာအဲ့တော့ဒီဒိတ်ဒီအစီဝေးအဲဘစ်စတအစီဝေးကိုလာတဲ့အကြပါဆက်ကောင်းစီဘေးအောက်လိုင်းဟာကိုစောက်ရက်ကိုလာခွဲတာတဲ့အတူတူပဲသူအရှက်သူလာခွဲတာတဲ့အတူတူပဲသူဒီအစီဝေးပို့လာလာတက်တာဒီဘာအောင်မြင်မှုမှရမှာမဟုတ်ပါဘူး เนาะบาอามิมุก็ยามาหมดป่าวเนาะบาอามิมุมาเลยยามาหมดเนาะနိုင်ငံတကာအင်မီလည်းရမှာလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူသူဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအောင်လည်းမဟုတ်ဘူးဆိုတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေတည်တယ်ထိုင်းနိုင်ငံမှာရှိနေတဲ့အလို့သမားကြီးရာဌာနလည်းတည်တယ်မြန်မာနိုင်ငံမှာရှိနေတဲ့တရားဝင်အစိုးရမဟုတ်ဘဲနဲ့ခွေးတို့ပေါက်ကနေဝင်လာတဲ့ဒီအကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုက်ဘာပဲပြပြ နော်အပွဲအလဲဆိုပြသူဘယ်သူမှလူရအောင်အတွင်းမှာမဟုတ်အဲ့ဒါမှပြောနေလေမင်းအောင်လည်းအခုသူတဲတော့ဟိုတယ်မှာတော့မှလူငယ်တယောက်ကလာပြီးတော့မှစာနာပြချပလိုက်တာပဲဒါစာနာပြချပလိုက်တာပဲဒါပို့ပေးလေးလေးပြောပြတာလေစာနာပြချလိုက်တာပဲတိုက်တိပီတိကဘာတိသူစောက်ချက်ကွဲတာပဲနော်အခုဟိုမှာဒီတက်စရဲ့တပီးတပီးကသူ့ကိုလက်ဆွဲပြီးတော့မှနှုတ်ဆက်တာတို့ဘာတို့ညာတို့ဆိုလို့ရှိရင်လက်ပြလုံလားပေါ့လက်ပြလုံလားအဆင်ရှိလားပေါ့ကျွန်တော်ကတော့ပြောချင်တယ်လက်ပြလုံလားအဆင်ရှိလား ဟာဟိုမင်းလဲသွားလိုက်လေမင်းလဲသွားလိုက်လေဟာလာမင်းလဲသွားလိုက်လေဆိုပြတော့ဗာပြောတဲ့တယောက်ကိုဒါကျွန်တော်ပြပြပဲဘေးရောက်လိုက်တဲတဲ့ဟိုတယ်တွေကအစိမ့်ရှိလားလို့ကတော့ပြောပြကြတယ်နော်မင်းလဲသွားလိုက်လေလို့ပြောတဲ့တယောက်ပြီးတော့ဆောက်ရှက်ခွဲတာနော်အခုမင်းရောက်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းရောက်လိုက်နဲ့တန်လာတူလာတန်လာတခါလည်းပြောဦးမယ်တူလာတန်လာတူလာတန်လာမြန်မာနိုင်ငံကိုဘုံကျဲနော်မြန်မာလူငယ်တွေရဲ့ဘဝတွေကိုတတ်ဖြတ် အဲ့လိုမျိုးတက်ပြတ်ထားတဲ့ကောင်ကအခုထိုင်တဲ့ကဘာလာပြတော့ဗစ်တက်အစီဝပွဲလာလာတက်ပြတော့သူပုံးလေမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်အရေးချင်းနဲ့တန်လာလို့ငါအဲ့တစ်ချက်ပဲမေးမယ်မင်းတို့စာကစာဘက်ကသုံးနေတဲ့စကားတိုင်းပဲတန်မင်းတို့စောက်စင်နဲ့တန်လာအဲ့ဒီဟိုတယ်မှာမင်းအောင်လိုက်တဲတဲ့ဟိုတယ်မှာမင်းအောင်လိုက်စောက်စင်နဲ့တဲတန်လာကွာတန်လာမေးကြည့်တန်လာလို့ပြန်မေးလာအောင်မယ် ဒါလောက်ဒီထိုင်းနိုင်ငံကိုလာလာခွေးတို့ဘောက်ကနေဝင်လာတဲ့ကောင်ကိုမင်းတို့ကလူရဝိုင်းသိနေဝိုင်းသွင်းချင်သေးတယ်မရဘူးမင်းရောလားငါတတိရှိရှိပြောလိုက်မယ်စကားတကွန်စူဝါနမုံလေးစိတ်ကနေဘာဖြစ်လို့မလာရတာလဲအဲ့တစ်ချက်ပဲငါထောက်မယ် international လေးစိတ်လမ်းကြောင်းကနေမရောလားဘာဖြစ်လို့မလာရတာလဲပြောအဲ့ဒါပြောသူ့ကိုသူသိတယ်ငါဒီတခိုးငါဒီဓမြငါဒီလူသက်ကောင်ငါဒီလူမှမဟုတ်ဘူးငါဒီအချင်းမြတ်ခြားစားသောလူတယောက်ဖြစ်တယ်ဆိုတော့သူ့ကိုသူသူသိနေလို့ ိုင်းနိုင်ငံမှာ၄သိန်းတစ်ခုရှိတယ်ဇူဝန်နဖုတ်၄သိန်းရှိတယ် international ၄သိန်းတတိယရှိရှိ international ဇူဝန်နဖုတ်၄သိန်းကနေဒီကောင်လာလေးရတာဆိုရင်ဟမ်နိုင်ငံတကာမှာရှိနေတဲ့ဒိတ်ဒိတ်ကျလူကြီးတဲ့အပြည်ပြည်ဆိုင်ရာဒိတ်ဒိတ်ကျလူကြီးတဲ့လာတဲ့ international ၄သိန်းကနေလာလေခွေးလိုဘကနေမလာနဲ့နော်မင်းတို့စာကားသားကိုထောက်ခံနေတယ်မင်းအောင်လိုင်းကိုထောက်ခံနေတဲ့ကောင်က ခွေးတို့ပေါက်ကမင်းအောင်လားခွေးတို့ပေါက်ကအလုံးတွေလောက်ပြလဲမင်းတို့လက်ခံတယ်နော်မင်းတို့စောက်စင်းတွေကိုပြောပြမယ်မင်းတို့မအားလားမင်းအောင်လားထောက်ကနေတဲ့ကောင်မင်းအောင်လားခွေးတို့ပေါက်ကအလုံးလုံးသမျှမင်းတို့အကုန်လုံးလက်ခံတယ်မင်းအောင်နောက်ဆုံးမင်းအောင်လားစောက်ချက်ကွဲလဲမင်းတို့လက်ခံနေတယ်မင်းအောင်လားလူစင်မမီလဲမင်းတို့လက်ခံတယ်လက်ကပါမှာတခိုးကတခိုးလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာ။ဓမြဓမြလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာ။ အချိန်မြတ် ခြားစားနေတဲ့ကောင်တွေကအချိန်မြတ်ခြားစားမှုတွေနဲ့ပတ်သက်ပြီးမှလက်ခံနေတာ哦တိတ်တိတ်ကြကြရှင်းပြမင်းတို့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုက်မင်းအောင်လိုက်ဒီဒီနေ့ဒီချိန်ဒီလူကြီးမပီတာသေးဘူးတော့လူကြီးမပီတာသေးခွေးတော့ပေါက်ကပဲလာတက်တဲ့အဆင်မဲ့ရှိသေးတယ်အဲဒါကြောင့်အခုမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်နဲ့တန်လားလို့အမေးကြည့်တာတန်လားလို့မေးကြည့်တာမင်းအောင်လိုက်အခုကြောက်ပြားမြင့်ဘေးနားမှာရှိနေတဲ့ဟိုတယ်မှာမင်းအောင်လိုက်တဲတဲ့ အဲ့ဒီဟိုတယ်နဲ့မင်းအောင်လိုက်တက်လာလို့မေးကြည့်တာကိုအစင်ကိုသည်အခုထိုင်းနိုင်ငံမှာရှိနေတဲ့လူကြီးတွေမင်းအောင်လိုက်ထံအများကြီးတာတဲ့အင်္ဂလိပ်စကားလဲပြောတတ်တယ်အပြည်ပြည်ဆိုင်ရာလူတွေနဲ့လည်းသတင်းစာရှင်းလင်းပွဲလုပ်တတ်တယ်မင်းအောင်လိုက်လို့ကောက်အင်းကြီးမဝေဘူးမင်းအောင်လိုက်လို့အဝိစာမဝေဘူးသဘောပေါက်လားသဘောပေါက်လားအခုဒီမှာသူတို့ငလင်းတန်းခါးသားနေရတဲ့အတွက်ကြောင့်ရိုးရိုးပဲအဝိစာဝက်တဲ့ အတူတူပဲအားလုံးငလင်တန်ခါသားနေရတဲ့ပြည်သူလူထုဘေးနားမှာသွားနေတဲ့အချိန်ပြည့်နေတဲ့နေပူလဲနေတဲ့မိုးရွာလဲနေတဲ့နော်နေပေးပြီးတော့မှထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်မြို့တော်ဝင်းကိုတိုင်းအလုသမားအဝတ်ပဲဝတ်တယ်မင်းတို့မယုံရင်လာကြည့်မင်းအောင်လိုင်ကိုခွေးတို့ဘောက်ကနေလူရောင်ဝိုင်းသွင်းနေကြတဲ့ကောင်တွေမင်းတို့လာကြည့်မင်းတို့လာကြည့်မင်းအောင်လိုင်ကိုအခုထိုင်းနိုင်ငံမှာရှိနေတဲ့ဖိုးလက်မောင်ဝိဆောင်ငါဝတ်ခိုင်းမယ် မင်းအောင်လိုက်ဝင်ရတဲ့တတိရှိလားမေးခွန်းတစ်ခါပဲထုတ်မယ်နော်တစ်ခါနဲ့ထုတ်မယ်ထိုင်းနိုင်ငံမှာရှိနေတဲ့စောက်လို့ရေးအလုတ်သမားတွေရဲ့ဝိစုံတစ်ခုခုကိုမင်းအောင်လိုက်ရဲ့ခန္ဓာကိုယ်ကပါဝစ်ခိုင်းပြီးတော့မှလင်းရင်စင်းခိုင်းမယ်ကွယ်မင်းတို့မင်းတို့လက်ခံမလားလက်ခံမလားလို့ဟင်မင်းအောင်လိုက်ဝေထားတဲ့ကောင်အင်ကြီးနဲ့မင်းအောင်လိုက်နဲ့တန်းလား မင်းအောင်လိုင်းစီးတန်းနဲ့ဘုတ်ဖနက်နဲ့မင်းအောင်လိုင်းတန်းလာလားဟမ်မင်းအောင်လိုင်းတဲနဲ့ဟိုတဲနဲ့မတန်းလာမင်းတို့ပြန်မေးမပါပြန်မေးမပါပြန်မေးမပါပညာတတ်ဆိုတာဘာလဲပညာရှိဆိုတာဘာလဲပြည်သူလူထုကို အကျိုးမပြုရင်အလကားပဲအခြေခံပြည်သူလူထုရဲ့ဘဝတွေကိုအကျိုးမပြုရင်အလကားပဲဘွဲတွေဒီဂရီတွေ PhD တွေဒေါက်တာဘွဲတွေယူတဲ့ပြည်သူလူထုကိုအကျိုးမပြုရင်အလကားပဲအတော့မဝင်ဘူး အခုထိုင်းနိုင်ငံမှာရှိနေတဲ့မြို့တော်ဝင်ထိုင်းမြို့တော်ဝင်သူကိုယ်တိုင်အလုသမားဝိစုံဝေးပြီးတော့မှဟိုမှာရှိတယ်ငါတို့နဲ့အတူတူ၄ရက်အဲဆိုအခုဆိုလို့ရှိရင်တော့9ရက်လောက်ရှိပြီအတူတူနေတယ်အတူတူစားတယ်မင်းတို့လည်းလာစားရော့ငါတို့လည်းဒီကော်ဖီပဲတောက်တယ်ဒီအစားအစာပဲတောက်တယ်ပြီးရင်ဒီငလင်းတန်းခစားနေရတဲ့ပြည်သူလူထုခစားနေရတဲ့ရတဲ့ဒီအစားအစာတွေတို့အတူတူစားတယ်အတူတူအိတ်တယ်အတူတူနာအနာယူတယ်အဲ့လိုမျိုး မရောလားအခုထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေပြီးတော့မှဖိုးလက်မဝတ်ဆောင်ဝတ်ပြီးတော့မှဒီအစည်းအဝေးငါတက်ခိုင်းမယ်မရောလားတက်မလားမတက်ရင်လို့ရှိရင်မင်းတို့ထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေ25ရာခိုင်နှုန်းမကောင်းနဲ့လေမကောင်းနဲ့လေမင်းတို့အကြမ်းမဆက်ကောင်းစီမရောလားဘလို့စောင်းစင်းဆိုရင်မင်းတို့ထွက်လာပြီလဲဆိုလို့ရှိရင် CI ဖတ် CI လုတော့မယ်ဆိုမင်းတို့ထွက်လာပြီဘတ်တီစီကနေအခွန်ကောက်တော့မယ်ဆိုမင်းတို့ထွက်လာပြီဝေါ်ပါမိတ်တွေလုတော့မယ်ဆိုလို့ရှိရင်တော့မင်းတို့ထွက်လာပြီ ဟမ်ထိုင်အောင်ရှင်မြန်မာတွေစီကလေပြီးလို့ရှင်မင်းတို့တွေတည်းစောက်စင်မရှိမင်းတို့ပြောသေးတယ်ဂျုံလုတ်တယ်ဂျုံလုတ်တယ်ဆိုမင်းတို့ပြောသေးတယ်ပြီးလို့ရှင်မင်းတို့ထိုင်နေကမှရှင်နေတဲ့ရွှေပြောင်းအလုသမားတွေစီကနေမင်းတို့တွေဒီပတ်စံတွေကိုအခွန်နေလာလာဖားတယ်အခွန်နေလာလာကောက်တယ်ဒါအမှန်တရားပဲအဲ့တော့မင်းအောင်လိုက်ကိုဒီအခု ဘင်းစတန်အစီအဝေးပွဲနဲ့ပတ်သက်ပြီးတော့မှထိုင်းအောင်ရှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့အဝေးအစားတွေကိုဝေခိုင်းပြီးတော့မှတက်ခိုင်းမယ်။မဝေးလို့ရှိရင်မထိုင်းအောင်ရှေ့မြန်မာလေးစီက25ရာခိုင်နှုန်းမယူနဲ့ကွာ။ဟုတ်တော့ပါလားမဝေးရဲလို့ရှိရင်မယူနဲ့အခုထိုင်းနိုင်ငံမှာရှိနေတဲ့တကယ်လူကြီးတွေတောင်မှသူတို့နိုင်ငံသားတွေနဲ့အတူနေတာ။ မင်းတို့လာလေးလာငါအမှန်တရားထဲချပြတာမင်းအောင်လိုက်လည်းအခုဘန်ကောက်မှာရှိတယ်ဘန်ကောက်မှာရှိတယ်ဒါပေမဲ့မင်းအောင်လိုက်ရအခုအခုသူလာတဲ့ပုံစံကြီးကြီးလိုက်မင်းတို့ကြီးကြီးလိုက် international လမ်းကြောင်းနေသူမလာရဘူးစူဝနဖုန်လမ်းကြောင်းနေသူမလာရဘူးထိုင်းနိုင်ငံမှာလေစိတ်နှစ်ခုရှိတယ်အပြည်ပြည်ဆိုင်ရာ international လေစိတ်အကြီးကနေသူမလာရဘူးဘာဖြစ်လို့မလာရလဲ international လေစိတ်လမ်းကြောင်းနေလာလို့ရှိရင်သူ့ကြက်ဥပုပ်တွေနဲ့ဝိုင်းပေါက်ကြမယ်လေ နော်ခရမ်းချီတီနဲ့ဝိုင်းပေါက်မယ်ကြောက်ပုတ်တွေနဲ့ဝိုင်းပေါက်ကြမယ်နော်မင်းအောင်လိုင်းမင်းအောင်လိုင်းဟိုဟာမဘာလဲသူစဲကံမယ်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတင်စဲမမဟုတ်အပီပီဆိုင်ရာ international ကတော့ဝိုင်းစဲမသူတို့အရန်ကြောက်တဲ့အတွက်ကြောင့်သူတို့စကားဆာရဲ့လေရင်သူတို့ကိုယ်တိုင်မောင်းပြီးတော့မှဒီဘက်မှာရှိနေတဲ့ဓမ္မုံလေလေလင်ခွေသူတို့လာဆိုင်တယ်အဲ့ဒီကနေသူလာတယ်ပြောရမယ်ဆိုတော့တခိုးလမ်းကြောင်းအနေလာတယ်ခိုးကြောင့်ခိုးဘက်လမ်းကြောင်းအနေလာတယ်ဒါမှန်တာနော် မှန်တာနော်မေအောင်လိုက်ရဲ့အရေးချုံနော်အဲ့တော့မှတ်တာအဲ့တော့မင်းတို့အကြမ်းမဲ့စစ်ကောင်စီမေအောင်လိုက်ရဲ့အရေးချင်းကဒါပဲမင်းတို့မီဒီယာတွေတက်လာတော့မင်းတို့စကားစားတွေဘုံမတွေရက်ွက်တွေတည်းကနေကြိုက်တယ်လို့ညွန်းတယ်လို့မရေးဖို့အတွက်မစင်စားနဲ့ရှင်းချင်းမင်းပြောပြတာမစင်စားနဲ့နော်အခုမရောက်လိုက်တဲတဲ့ဟိုတယ်နဲ့မရောက်လိုက်နဲ့တန်လာလို့ပဲငါတို့ကမေးကြည့်အောင်မယ်နော်တန်လား ဟမ်အဲ့တော့မင်းတို့စကားစပါကလူတွေကဘာအရေးကြီးမှမရှိတဲ့လူတယောက်ကိုနော်လေးနှစ်လုံးလုံးစိတ်မြေလက်ပြေလူထိုင်တက်ပြနေတဲ့လူတယောက်ကိုမင်းတို့တွေဒီလူရသွင်းထားတာဒီရှက်ဖို့ကောင်းတယ်နော်ရှက်ဖို့ကောင်းတယ်အခုတက်တဲ့အစည်းအဝေးပွဲနဲ့မရောက်နိုင်တဲ့တန်လာအဲ့ဒါပဲငါမေးရုံးမယ်နော်အခုအခုတက်တဲ့ဒီစည်းဝါးရေးထိပ်သီးအစည်းအဝေးပွဲနဲ့မရောက်နိုင်တဲ့တန်လာတူလာတန်လာအဲ့ဒါပဲငါမေးရုံးမယ်တဘောပေါက်လာပဲသိဘူးတူလာတန်လာအရေးချင်းရှိလား ဟမ်အခုအဲ့ဒီဟိုတယ်နဲ့မရောက်လိုက်တူတာတန်းလားအဲ့ဒီဟိုတယ်မှာကျွေးတဲ့မနေ့ breakfast နဲ့မရောက်လိုက်တန်းလားအဲ့ဒီ international international ဒီ buffet အစားအစာတွေနဲ့မရောက်လိုက်တန်းသလားဟမ်အခုမရောက်လိုက်အဲ့တဟိုတယ်မှာအဲ့ဒီဆောင်းနေခေါင်းအုံးနေချင်းအောင်နေနဲ့မရောက်လိုက်တန်းသလားတူတလားတန်းသလားဟမ်သူများနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေမျိုးတော်ဝင်တွေအားလုံးအားလုံးငလင်တန်ခံစားနေရတဲ့လူတွေနဲ့တဲတွေနဲ့သွားနေအိတ်ကြတယ်သွားနေကြတယ် မရောက်နိုင်ကတော့မြန်မာနိုင်ငံမှာဟာလာဒီလောက်ဒီငလင်းမြန်မာနိုင်ငံငလင်းကထိုင်းနိုင်ငံတောင်ဆိုးသေးတယ်။ तू ကတော့ဒီဒီဒီထိုင်းနိုင်ငံဘာကောက်မှာလာပြီးအစင်းမြဟိုတယ်မှာလာပြီးနှက်ပြီးတော့မှမဲအစည်းအဝေးလာတက်တယ်ဆိုတော့ကိုဆောက်စင်ကိုသိလေ။ကိုဆောက်စင်ကိုသိလေ။ဟင်မြန်မာနိုင်ငံမှာဟာလာငလင်းငလင်းတန်းကြောင်အသေးစင်းနေအများကြီးပဲအချိန်နဲ့တပြေးညီမဖော်ထုတ်နိုင်တဲ့ကိစ္စတွေအများကြီးရှိတယ် ဲ့တော့ပြည်သူလူထုနဲ့အတူတူမနေမနေပဲနဲ့ဟာလာအစီဝိုင်းဘစ်တက်အစီဝေးခေါင်းစဉ်တိုက်ပြီးတော့မှထိုင်းနိုင်ငံမှာရှိနေတဲ့ဟိုတယ်မှာလာနှက်တယ်ဆိုတော့ဘာဆောက်စင်လဲဘာဆောက်စင်လဲဟမ်ဘာဆောက်စင်လဲ international buffet အစားအစာတွေလာစားဟမ်ပြီးလို့ရှိရင်အမလေးညာဆိုလို့ရှိရင်အမလေးဒန်းစင်းတွေကြည့်ဟမ်ဘာဆောက်စင်လဲလို့ဘာဆောက်စင်လဲ တန်လားလို့ဟမ်ဘာပူလောင်နေလိုက်တာလားဘာပူလောင်နေလိုက်တာမင်းတို့လုံးရတဲ့တန်တန်လားလို့ပဲမင်းတို့ပြန်ပြန်ပြီးဆုံးမြတ်ချက်ခြားခိုင်းတာမပြီးမင်းတို့စကားစပါးကကောက်ရီယာ စောက်ဆင်းစောက်ဆင်းဆိုတာအရင်ပြောလို့လို့ငါတို့ကပြန်မေးလိုက်တာတန်းလားထိုင်အောင်ရှင်မိမနေအခုမေးအောင်လိုက်တဲတဲ့ဟိုတယ်ထက်ကိုအစအစပေါင်း၁၀ဆတာတဲ့ဟိုတယ်တဲနိုင်နေငါခေါက်ခေါက်လိုက်ပဲပပဖျက်ရပြလိုက်ပဲဒါလားအခုမေးအောင်လိုက်တဲတဲ့ဟိုတယ်ထက်ထိုင်အောင်ရှင်မိပါတယ်အပြားကြီးတဲနိုင်တယ်သဘောပေါက်လားဘာဖြစ်လို့လဲထိုင်တဲ့ကမ္မရှိနေတဲ့လုံအားခနဲ့သူတို့တဲတက်တယ်သဘောပေါက်လားဒါပေမဲ့မတဲဘူးမေးအောင်လိုက်လို့မတဲဘူး ထိုင်းအောင်ရှင်မြန်မာတွေကသူတို့ရရှိတဲ့လာကားတွေကနေပြပါတခက်ဒေါ်လာရဲ့နယ်မြေတွေသူတို့ရဲ့မျိုးပြတွေမှာရှိနေတဲ့နယ်မြေတွေမှာရှိနေတဲ့နေရာတွေနေရာတွေအသီးသီးကိုသူတို့တွေဒီဒေါ်လာရင်းပါကာလမှာလည်းထောက်ပံ့တယ်ကိုဗစ်ကာလမှာလည်းထောက်ပံ့တယ်အခုလိုငလင်ကာလမှာလည်းထောက်ပံ့တယ်ထိုင်းအောင်ရှင်မြန်မာတွေရဲ့အကျင့်စာရိတ္တအဲ့လိုရှိတဲ့မင်းအောင်လိုက်တဲ့အများကြီးတာတယ်မတဲဘူး လောက်ဒီငလင်တန်းနေခန်းစားနေရပါတယ်ဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေဟိုဟာတွေလွာကြဒီဟာတွေလွာကြမြန်မာနိုင်ငံထွက်တဲ့တယင်ဇာတာတွေနဲ့မင်းတို့အချက်မဲ့စစ်ကောင်စီနဲ့ဘာဆိုင်လို့လဲဟင်အောက်တန်းသားတွေနိုင်ငံရေးအမြတ်ထုတ်တဲ့ကောင်တွေနော် အခု line မလွတ်တော့လားအခုလွတ်နေတယ်လေမရောက်လိုက်တိုင်းထိုက်တဲ့ကဘကောက်ကိုရောက်တဲ့အခြေအနေတွေပြောပြနေတယ်လေမရောက်လိုက်ထိုက်တဲ့ကဘကောက်ကိုလာတဲ့အခါမှာဘဲအဘဲအပေါက်ကနေလာတယ်ဆိုတဲ့အကြောင်းပြောပြတယ်လေမရောက်လိုက်ကိုသွားကြိုးတယ်အလုတ်တပိုင်းရဝင်ကြီးဌာနကလာပြီးသွားပြီငလင်ဌာနကိုလာပြီးသွားပြီလာတွေ့တယ်ဘလို့မျက်နှာနဲ့လာလဲဆိုတော့ အဲ့ဒါကကိုယ့်စိတ်ကိုယ်သီးလို့မရောက်နိုင်အောင်ပြောပြတာပေါ့နော်ခွေးတို့ပေါက်ကနေလာတယ်ကွယ်ထိုင်းနိုင်ငံဘာကောက်ကိုခွေးတို့ပေါက်ကနေလာတယ်ကွယ်ဟဲ့နော်အဲ့ဒါကိုပြောပြတာဟုတ်သူတို့သူတို့မြောင်းမြစ်မှာရောက်ကွက်ကဇော့အထင်ကြီးပြီးတော့ပြောနေတဲ့အရာတွေရှိလို့ပါပြောနေတဲ့အရာတွေရှိလို့ထားပြီးတော့ပါပြောပြပေးတာဒူလာတန်လာလို့အဲအဲ့ဒါကြောင့်ပြောတာ သူတဲနေတဲ့ဟိုတယ်နဲ့သူ့ရဲ့အရေးချင်းနဲ့မိလားလို့เนาะသူစိတ်ဓာတ်နဲ့သူ့အရေးချင်းနဲ့သူအခုမရောက်လာအခုတဲတဲ့ဟိုတယ်မှာ international အစားအစာတွေစားရမယ် international dinner တွေတက်ရမယ်เนาะအစားအစာတွေစားရမယ်လူကြီးတွေကကွယ်အဲကြည့်ပါအောင်ဒီလိုမေးမယ်လေမြန်မာပြည်မှာတလောက်တိလူတွေကငလင်တန်နေခံစားရတယ်သေကြတယ်ပြေကြတယ်အလောင်းတွေကြောက်ကြတယ်ပြည်ရွှေစစ်ဖြစ်တယ်ဒီကောင်ကထိုင်းနိုင်ငံမှာလာပြီးတော့မှကြည့်ပါအောင်အပီပီဆိုင်ရာ အပြည်ပြည်ဆိုင်ရာ international ဒီ wuve တွေလာဖားတယ်အစည်းအဝေးပွဲမှာလည်းရောင်60လာလုပ်တယ်ပြီးလို့ရှိရင်မင်းအောင်လိုင်းကကိုအင်းကြီးတကားကားကြီးနဲ့ဟမ်ထိုင်နိုင်ငံမှာရှိနေတဲ့လူကြီးတွေကိုအင်းကြီးတကားကိုင်းနဲ့ဘယ်သူမှမနေခိုင်ဘူးဒီအခုအခုလောလောဆယ်လောလောဆယ်ကာလပါဘယ်သူမှအဲ့လိုမျိုးမနေဘူးအကောလောအလုသမားဝိဆောင်ကြီးပဲအလုသမားဝိဆောင်ကြီးပဲသူတို့ကိုယ်တိုင်သူတို့မိစ္ဆာမှာကျွန်တော်တို့ကဘန်ကောက်မြို့တော်ဝင်နေပါဆိုတာသိရတာ ဲ့ဒါမှပြောနေထိုင်းနိုင်ငံမှာတကယ်ဆယ်လီကြီးတွေတောင်မှဒီအဒီငလင်တန်ခန်းစားနေရတဲ့လူတွေကိုသွားတွေ့လို့ရှိရင်အဲ့ဒီမှာရှိနေတဲ့လူတွေကမိမမင်းဘလောက်ပဲဆယ်လီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ထိုင်ကုန်နေမှာပေးဘူးဒီတိုင်းမဲ့ကိုယ့်အကိုကိုကိုယ့်အကိုဒီတိုင်းမဲ့လမ်းပြီးမှထိုင်ရင်လည်းထိုင်ရတာပဲတို့ကတို့အဲ့လိုလောရတာဘယ်သူမှနေရာမပေးဘူးမင်းကဘာကောင်ငါဘာကောင်ဒီမှာလာမလို့တော့မလိုဘူးပြည်သူမျက်နှာကြည့်ပြမအဲ့မှာအကုန်လုံးဟိုကလောက်ခိုင်းတာ ဒါပြောပြတာတော့ဒူဘူးလို့ဒါကျွန်တော်တို့ကတော့ပြောပြတယ်အဲ့တော့ဟိုစောစောဆိုးစကားစခါတာတဲ့တပတ်ဘူးစောစောဆိုးเนาะပရမတိဒီကလေးလောက်တော့ဘောချစ်ချီချီဘောအရှိရကလေးလောက်တော့ပြောပြပဲသူကကလေးလောက်တဲ့ခါကျတော့သူကဘာပြောလဲဆိုတဲ့ခါကျတော့ပရမနေကကားကြက်လို့တဲ့ဒူရီယာနေကျတော့သူဘာမှမသိရဘူးတဲ့ နော်ငလင်လုတ်တဲ့နေရာမှာမြန်မာဆန္ဒလည်းသူတို့မလုတ်ထားဘူးမြန်မာဆန္ဒမလုတ်ထားဘူးသူတို့တွေအောက်တန်းသားတွေဒီကောင်းနေဒါအမှန်တရားပြောပြတာနော်အောက်တန်းသားတွေထိုင်းအစိုးရဘက်ကအကုန်လုတ်ပေးတယ်နော်ထိုင်းအစိုးရဘက်ကတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့သူတို့အကုန်လုံးလုတ်ပေးတယ်အကော်လုံးအစအစရစိတ်ကူးသားစေကစအတအာမခံလူမှုပူလုံရင်ကိစ္စတွေကစအကော်လုံးအားလုံးအားလုံးအစအစရအရာရာ အဲ့ဒီတန်ယုံအကောင်တွေဒီစကားစခံထားတဲ့အကောင်တွေဟိုအမှန်တိုင်းပြောမှာဆိုဘာအရေးချင်းမှမရှိဘူးဘာအရေးချင်းမှမရှိဘူးနော်ဘာအရေးချင်းမှမရှိဘူးဘောမှာဖို့ပဲတည်တယ်ဘောဘယ်လိုမှရမလဲဘယ်လိုအနေထားမှရမလဲဒါပဲတည်တယ်နော်ပြီးတော့ အခုဘဘာအရေးချင်းမှမရှိတဲ့ဟာတွေဘယ်ဘာအရေးချင်းမှမရှိတဲ့အသူတွေအကုစက်ကိုတိကြအဲ့တော့အဲ့တော့ဘယ်ဘယ်ရောက်လာရတာလားတူလားဆိုတော့ကိုယ့်ကိုပြပေး အကုန်လုံးပြတ်ပြတ်ဘောကတော့ကွာတာပဲเนาะကျေးဇူးတင်ပါတယ်ဒါတော့ပါပဲ